လုံးမဲမင်္ဂလာပါဒီနေ့မြန်မာရွှေဈေးတွေကမနေ့ပိုင်းမှာဈေးတက်ပါတယ်မြန်မာငွေဈေးတွေကတော့နှင်းငယ်တက်ကြရှိပါတယ်ဒီနေ့က19ရက်နေ့3လပိုင်း2020နဲ့5ခုနေ့လက်ရှိတော့ပြောနေတဲ့ချိန်ဟာတိုင်းစံတော်ချိန်မနေ့ပိုင်း10:30မိနစ်20ရှိနေပါပြီမြန်မာရွှေက15ပဲရေတစ်ကျပ်သားကို63သိန်းနဲ့မှ9000တစ်ချောင်းပဲရေတစ်ကျပ်သားကိုဆိုင်ကရောင်းတဲ့ဈေးက68သိန်းနဲ့မှ9000ဆိုင်ကလက်ခံတဲ့ဈေးက66သိန်းနဲ့မှ9000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနှင်းငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကတော့ဒေါ်လာ ာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေစေက4300နဲ့မှ60ဆိုင်ကလက်ခံနေစေက4300နဲ့မှ40 ယူရိုငွေတယူရိုကိုမြန်မာကျပ်ငွေ4835ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3300နဲ့မှ60ဆိုင်ကလက်ခံနေဈေးက3300နဲ့မှ30တရုတ်ငွေတယွမ်ကိုမြန်မာကျပ်ငွေ610ကျပ်အอสတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2815ကျပ်ထိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကပတ်ပေးကျပ်ယူသမားတွေကပတ်ငွေ985ဘတ်ကိုမြန်မာကျပ်ငွေတစ်သိန်းကျပ်ပေးမဲ့ယူသမားတွေကကျပ်တစ်သိန်းကိုပတ်ငွေ900နဲ့မှ60ဂျပန်ငွေ3448.2ကျပ်ငွေတစ်သိန်းမလေးငွေ100.53 ကိုမြန်မာကျပ်ငွေတသိန်း၊ကိုရီးယားငွေ3333333ကိုမြန်မာကျပ်ငွေတသိန်း၊အိန္ဒိယငွေ1956.14ကိုမြန်မာကျပ်ငွေတသိန်း။လက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်သလိုဈေးနှုန်းနှိမ့်ငယ်ကွာခြားမှုလည်းရှိနိုင်ပါတယ်။မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလုပ်တော့မယ်ဆိုရင်ဝန်ဆောင်ငါပေးတဲ့သူရှိကိုရင်ဖုံးဆက်ပြီးမှပဲငွေလဲလဲလုပ်ကြပါလို့ကျွန်တော်ကတော့ကြံပြူချင်ပါတယ်မြမရွှေစည်းငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါတယ်မြမရွှေစည်းငွေစည်းတွေကိုသိချင်တဲ့ဆိုရင် ဗီဒီယိုတွေကို follow လုပ် like လုပ်ထားနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါ